မိဘကိုငွေကြေးသာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုကြမပြုစုဘူးဆိုရင်ဟောကျေးဇူးဆရာရောက်ပါလားလို့သစ္စာဘုရားကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးတော့မိဘကကိုယ်ကျေးဇူးပြုတဲ့၃ချက်ရှိတယ်။သာသမီတွေပေါ်မှာမိဘကျေးဇူးပြုတာအပါဒကသာသမီကိုဆောင်းလျှောက်ခဲ့တယ်။ဆောင်းလျှောက်တယ်ဆိုတာလူလားမြောက်လားတိတိအောင်ဆောင်းလျှောက်တယ်။ ်ဘယ်မို့ပိုက်ပုံးနဲ့ထည့်လိုက်အမေလို့လို့အမိုက်ပုံးနဲ့ထည့်လိုက်ရင်ဆောက်ရှောက်တာမဟုတ်တော့ဘူးလေအဲ့တော့မိဘကတာသမီးကိုဆောက်ရှောက်ခဲ့တယ်ကျွေးခဲ့တယ်နောက်တစ်ခုကတော့အိမတ်တလောကတာဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်အခုခေတ်ကလာခွင့်မပြုဘူးလေတချို့ဟာလာခွင့်မပြုဘူးမလာရင်လည်းဆိုပြီးတော့တော့တာလည်းရှိတယ်အဲ့တော့မိဘက သားသမီးပေါ်မှာခြေဆုရှိတာအရေးကြီးဆုံးကဘာတော့ဆိုလာခွင့်ပြုတာဒီပင်ခြေဆုပဲနော်ကိုကိုလူလောကလည်းကိုကမိဖကိုအမိပြုပြီးမှလူလောကလည်းရောက်နိုင်တာကိုအဲ့တော့လူလောကလည်းလာခွင့်ပြုလိုက်တာကမိဖရဲ့ခြေဆုပဲအဲ့ဒီမိဖရဲ့ခြေဆုက ပြန်ဆက်လို့ရတာမိဘအကိုကျွေးတယ်လို့ကိုပြန်ကျွေးတယ်မိဘအကိုဆောင်းဆောင်တယ်လို့ဆောင်းဆောင်တယ်အဲ့ဒါတွေအတွက်ကကျေးဇူးကျေးနိုင်တော့လေလူလောကကြီးကိုလာခွင့်ပြုတဲ့ကျေးဇူးကတော့ဘယ်လိုဆက်လို့မမရအောင်အဲ့တော့ကျေးအောင်ကျေးဇူးဆက်တဲ့နေရာတော့ဘာလို့ဆိုရင်ဓမ္မနဲ့ကျေးဇူးဆက်ရင်ချင်းတယ်ဓမ္မနဲ့ကျေးဇူးဆက်တယ်ဆိုတာတရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင် အလူတန်းမလူရတဲ့မိဘလူအောင်တီလာမရှိသေးတဲ့မိဘတီလာရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နေနဲ့ဆိုလို့ရှိရင်တော့ကျေးဇူးကြည်ရဲ့လို့ပြောဆိုပြရတယ်လို့ဟောထားတယ်နော်အဲ့ဒီနေ့တိုင်းစပေါ့ဒါအရောကြည့်